စ်ကောင်စီတပ်ဘက်ကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုအော်တိုဝါလာတည့်ရဲ့မွန်လွယ်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့တွေကအလုံးစုံပြန်လည်သိမ်းပိုက်လိုက်ပြီလို့သိရပါဗျ။ဒေသခံမျိုးသားတယောက်ပြောပြတာကတော့ကြောင်မဲမြို့ကိုအော်တိုဝါလာတည့်ရဲ့နေမွန်လွယ်ပိုင်းမှာအကုံရသွားတာပါ။အင်ဂျင်တောင်ပတ်လည်းစစ်တပ်ကရှင်းလင်းရေးလုပ်နေပြီလို့သိရတယ်လို့ဆိုပါဗျ။မြို့ထက်ကိုကားနဲ့ပတ်ကြည့်တော့မှလက်ရှိမှာတော့ကြောင်မဲမြို့ပေါ်မှာပြစ်ခတ်တံတွေလည်းမကြားရတော့ဘူးလို့ဒေသခံတွေကပြောပါဗျ။အော်တိုဝါလာတည့်ရဲ့မနေ့စနေနေ့လောက်ကနေမြို့ထဲမှာပြစ်ခတ်တံတွေစတင်ကြားရတာဖြစ်ပြီး အပြန်အလှန်မဟုတ်ဘဲတစ်ပတ်ပဲပြစ်ခတ်တန်းကြားရတာဖြစ်တယ်လို့လဲဆိုပါရယ်ဒေသခံအမျိုးသမီးတယောက်ပြောတာကတော့စစ်တပ်ကမြို့ထဲဝင်လာတာမနက်ပိုင်းကတိလင်ရောက်ပြီးမနက်ပိုင်းကတော့ပြစ်တော်ပြစ်နေသေးတယ်နေမြေရှင်းနေတော့မှလို့ပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့တွေကအော်တိုဘားလတရဲ့မနက်အစောပိုင်းကကောင်းအပ်ဘက်နဲ့မွေတော်လမ်းခွဲဘက်ကနေဝင်လာတာဖြစ်တယ်လို့လဲဆိုပါရယ်အော်တိုဘားလတရဲ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ကရက်ွက်ကိုတိလင်နဲ့ရက်ွက်တဲ့အုတ်ချင်းပဲရာသေးတာဖြစ်ပေမဲ့ မော်လယ်ပိုင်းမှာတော့မြို့ထဲအလုံးစုံပြန်ရသွားတာလို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေဘက်ကမြို့ထဲကိုကောင်းအပ်လန်းအပါဝင်လမ်းကြောင်း၃၄ခုကနေဝင်ရောက်လာနိုင်တယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ဘက်ကလက်ဆက်ကုံသွဲရလမ်းကြောင်းပေါ်ကနောင်ချိုကိုထိန်းချုပ်လိုက်ပြီးတဲ့နောက်ပြီးခဲ့တဲ့ဩဂုတ်လ၁၈ရက်နေ့ကစလို့ကုံသွဲရလမ်းမပေါ်ရှိကြောင်မဲမြို့နယ်ဘက်ကိုလေကြောင်းဒရုန်းအထိကတုံပြီးတန်းပြန်ထိုးစစ်ဆင်လာတာဖြစ်ပြီးစက်တင်ဘာလ30ရက်နေ့ညနေ4:00နာရီကျော်လောက်ကကြောင်မဲမြို့အဝင်ဝထိရောက်ရှိလာတာဖြစ်တယ်လို့ဒေသခံတွေကသိရပါဗျ။ ကြောင်မဲမြို့ကို DNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ဩဂုတ်လ9ရက်ကတင်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီးတနည်းကြောအကြောင်မှာတော့စစ်ကောင်စီကပြန်လည်တင်းပိုက်ထိန်းချုပ်နိုင်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာအခုတစ်ခါကမ်ဘလူမြို့နယ်အုံတော်ရွာပြူစောတိကင်းစကန်ကို တိုက်ခိုက်တင်းပိုက်ခဲ့မှုကပြူစောတိနှုတ်ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းမိကလက်နက်ခုနှစ်လက်နဲ့ခဲယမ်းများတင်းစီရရှိထားတဲ့တဲ့မှာစကိုင်းတိုင်းကမ်ဘလူမြို့နယ်အုံတော်ရွာပြူစောတိကင်းစကန်ကိုတိုက်ခိုက်တင်းပိုက်ခဲ့ရမှာ ကျူစောတီနှုတ်ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းမိခဲ့ကြောင်းကမ်ဘလူခရိုင်အမှတ်3ပီရီယက်တရင်မှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မနေ့ကအော်တိုဘာလ10ရက်နေ့ည10:00နာရီဝန်းကျင်ခန့်ကကမ်ဘလူမြို့နယ်ထန်းကုန်းနဲ့ဒမ်းမြေရွာကြောင်းမှာရှိတဲ့အုံတော်ပြူစောတီကင်းစကန်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကအလင်းငိုက်လျက်တပြက်ပျောက်ကြားနေစနစ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာပြူစောတီနှုတ်ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။အုံတော်ရွာမှာပြူစောတီတွေကပြူစောတီကောင်းဆောင်ဝါသွားရဲ့လက်အောက်ခံများဖြစ်တယ်လို့သိရပြီး ဝါသဝါကိုတိုင်းလက်နက်တဆင်စစ်တင်တန်းပေးထားသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။ဖမ်းဆီးရရှိတဲ့ဖြူစောထီတွေကိုစစ်တုံးမှန်းဥပဒေအတိုင်းအရေးယူဆောင်ရမှာပါ။ဖမ်းမိတဲ့သူတွေကလည်းဝါသဝါကတင်တန်းပို့ချပြီးလက်နက်တဆင်ထားတဲ့အဖွဲ့ပါလို့ကမ်ဘလူခရိုင်အမှတ်3ပီဒီအက်တရံမှာတာဝန်ရှိသူတူကရှင်းပြထားတာပဲဖြစ်ပါတယ်။အုံတော်ကြီးရွာဟာဖြူစောထီများနဲ့စစ်တပ်ကအခိုင်အမာတပ်စခန်းဆောက်လုပ်ထားတဲ့နေရာစခန်းကြီးတစ်ခုဖြစ်ပြီးတော်လိုင်းတပ်များနဲ့ပြည်သူများကိုနှီးမြှုပ်ဆောင်တဲ့အနောက်ရှက်ပေးခြင်းဖမ်းဆီးခြင်း လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများလုံးဆောင်နေတဲ့စခန်းတစ်ခုဖြစ်တယ်လို့လည်းသိရပါဗျ။အုံတော်ရွာကပြူစော်ဒီကောင်းဆောင်ဝါသွားရဲ့လူတွေအ திக ကြီးဆိုးတဲ့နေရာပါ။အခုတိုင်းနာကကင်းစခန်းကိုတိုင်းနာပါ။ရွာကတော့တိုင်းဖို့အများကြီးပြင်ဆင်ရမယ်ဗျ။နောက်ပြီးအုံတော်ရွာမှာကအမှတ်6005တင်ကားတိုင်ရင်လည်းရှိနေတယ်။စူးစီးညီညွတ်မှုနဲ့တိုက်ခိုက်ရင်အောင်းနိုင်တယ်ဆိုတာသက်သေလေးဖြစ်တယ်။ရှေ့ရှောင်အောင်မော်တွေလာအောင်မှာပါ။ပြည်သူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားနဲ့ရှေ့ဆက်ကြမယ်ဆိုတာပြောချင်ပါတယ်လို့တိုက်ခိုက်ရေးမှာပါဝင်ခဲ့တဲ့တော်လိုင်းရဲဘော်တူကပြောဆိုထားတာဖြစ်ပါတယ်။ ထို့ပြင်ဖြူစောတိများကန်ဆောင်အုံပြုတဲ့ G3 မျိုးစားတနက်၃လက်ကာပိုင်မျိုးစားတနက်၂လက်ပြောင်းကျော်တနက်၂လက်နဲ့ခဲယမ်းပစ္စည်းချို့တင်းစီရရှိခဲ့တယ်လို့လည်းသိရပါဗျ။ဒီတိုက်ခတ်မှုတော့ကမ်ဘလုခဲပကဖလှူရှားရေးတရင်ကမ်ဘလုခဲအမတ်၃ပီရီယက်တရင်နဲ့နေမြေကပကဖများမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါဗျခင်ဗျာ။နံပါတ်2မြို့ပေါ်အမတ်ရှိရက်ွက်ဖုံးကြီးကျောင်းနဲ့လူနေရက်ွက်ပေါ်ကို စစ်တပ်ကလေးနဲ့ပုံချဲမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိကာမန်တုံမြို့ကိုလည်းစစ်တပ်ကလေးချောင်းတိုက်ခိုက်လိုက်တဲ့တဲ့မှာ DNL သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနံပတူမြို့ပေါ်အမတ်ရှိရက်ွက်ဖုန်ကြီးကျောင်းနဲ့လူနေရက်ွက်ပေါ်ကိုစစ်တပ်ကလေးနဲ့ပုံချဲချခဲ့ရမှာပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိထားတယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်ဒီကနေ့အော်တိုဝါလာနေ့နေ့မနက်9:23မိနစ်ဝန်းကျင်အချိန်ခန့်ကစစ်တပ်ကနံပတူမြို့အမတ်ရှိရက်ွက်ပုတ်ဝါယုံဖုန်ကြီးကျောင်းအနီးနဲ့ လူနေရပ်ကွက်ပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲချခဲ့တာကြောင့်ပြည်သူ၃ဦးပွဲချပြီးတေဆုံးသွားခဲ့ပြီးကလေးငယ်များအပါအဝင် ပြည်သူ၈ဦးမှဒဏ်ရာများရရှိထားတယ်လို့ဆိုပါတယ်။ဒါကနံပါတ်2မြို့ပေါ်ကိုပထမဆုံးဘုံကျဲချတာပဲ။ကျဲတာကတော့တိုက်ရင်နဲ့ကျဲချသွားတာပေါင်900ဘုံလို့ထင်တာပဲ။ပောက်ကွဲမှုရောပောက်ကွဲတန်ရောရမ်းဖြစ်နေပြောင်းလောလောဆယ်တော့၃ဦးကတော့ပွဲချပြီးဆုံးသွားပါပြီ။ဒဏ်ရာရတာတွေလည်းပြင်းထန်တာရှိတယ်။နေရှင်လုံးဖြည့်ဆည်းသွားပါတယ်လို့နံပါတ်2မြို့မှဒေသနေ ပြည်သူတူကရှင်းပြထားတာပဲဖြစ်ပါတယ်။ ။ဒါပြင်စစ်တကောင်မန်တော်မြို့ပေါ်ရှိရခင်စစ်ကောင်စီရဲ့ခလာရ130တဲရင်ပေါ်ကိုလင်းနေပုံချဲသွားခဲ့ပြီးအဲ့ဒီပုံချဲချမှုကြောင့်ထိခိုက်သေးဆုံးမှုသတင်းအခြေအနေမသိရှိရသေးဘူးလို့ DNL သတင်းရင်းမြစ်တစ်ခုထံကသိရပါဗျ။ DNL ရဲ့ထုတ်ပြန်ချက်ထက်မှာဒီကနေ့မနက်9:23မိနစ်ချိန်ကနမ်မတုံနဲ့မန်တုံမှာစစ်ကောင်စီတပ်ကတိုက်လင်းနေတဲ့ဘုံများလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးနောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကိုဆက်လက်သတင်းထုတ်ပြန်သွားမှာဖြစ်တယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ နိုင်ငံဝန်ထမ်းများဤသို့ထောက်ပံ့ချေတိုးပေးဖို့ပုတ်ကလေးကလုပ်ငန်းရှင်အချို့ဆန္ဒမရှိတဲ့တဲ့မှာစစ်ကောင်စီကနိုင်ငံဝန်ထမ်းနန်းစီဒီယန်တွေနဲ့အငြိမ်းစားဝန်ထမ်းတွေကိုအပိုထောက်ပံ့ချေတိုးပေးလိုက်ပေမဲ့ပုတ်ကလေးကလုပ်ငန်းရှင်တချို့ကတော့သူ့ရဲ့အလုပ်သမားတွေကိုလောက်ခတိုးပေးလို့တဲ့ဆန္ဒမရှိဘူးလို့ပြည်တွင်းအလုပ်သမားရဲ့လှုပ်ရှားသူတချို့ကပြောပါရယ်နိုင်ငံဝန်ထမ်းနန်းစီဒီယန်နဲ့အငြိမ်းစားဝန်ထမ်းတွေကိုအော်တိုဘာလကစပြီးတလကိုအပိုထောက်ပံ့ချေ7000တိုးမြင့်ခန်းစား권ပေးသွားမယ်လို့ စစ်ကောင်စီဩဇာကံဗန်နာရေးနဲ့အခွန်ဝင်ကြီးဌာနကစက်တင်ဘာလ30ရက်မှာကြေညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပေါ်ထောက်ပံ့ရေးတိုးမြင့်ခန်းစား권နဲ့မှာပုဂ္ဂလိကလုပ်ငန်းကဏ္ဍကအလုံသမားတွေမပါသေးပေမဲ့စစ်ကောင်စီလုံသမားဝင်ကြီးဌာနကနေအလားတူတိုးမြင့်တဲ့ကြေညာချက်တရားထုတ်ဖို့ရှိတယ်လို့အလုံသမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။ထဲချုပ်လုံသမားတမကခေါင်းဆောင်တစ်ယောက်ကအရင်တစ်ချိန်ကလည်းတရားမိတ်ကြေညာချက်နဲ့ထောက်ပံ့ရေးတိုးမြင့်သတ်မှတ်ပေးခဲ့တာဆိုတော့အခုလည်းအဲ့ဒီအတိုင်းလာမယ်လို့ယူဆရတယ်။ လုပ်ငန်းရှင်တွေဘက်ကထပ်မတိုးပေးခြင်းနဲ့အတန်တွေထွက်နေတာကြားရတယ်လို့လဲဆိုပါရယ်စစ်ကောင်စီက2023အောက်တိုဘာနဲ့2024အောက်တိုဘာတို့မှာတရက်ကိုထောက်ပံ့ရေးတထောင်ချက်စီဒိုးမြက်သတ်မှတ်ခဲ့တာဖြစ်ပြီးအခုတတိယအကြိမ်ဒိုးပေးလိုက်တာဖြစ်ပါရယ်လက်ရှိလုံသမားတွေရဲ့အခြေခံတရက်လောက်ကထောက်ပံ့ရေးကျပ်နှထောင်ပါမှာ6800ကျပ်ပဲဖြစ်ပါရယ်အရင်နှစ်ကြိမ်ထောက်ပံ့ရေးတိုးသတ်မှတ်စဉ်ကဆက်ရုံတချို့ကလိုင်းနာဆောင်ရွက်တာမရှိတဲ့ဖြစ်ရွေရှိလို့ အလုသမားတွေနစ်နာနေရတယ်လို့ပြည်တွင်းအလုသမားရေးလှုပ်ရှားသူတယောက်ကပြောပါရယ်အခုထိတတ်မှတ်ထားတဲ့ထောက်ပံ့ခြင်းမပေးတဲ့စေုံတွေရှိနေသေးတယ်အခုထပ်တိုးတတ်မှတ်ပေးရင်လည်းအဲ့ဒီစေုံတွေလိုက်နာမယ့်အနေထားမှမရှိဘူးအမိန့်ထုတ်ပြီးတကယ်လိုက်နာတာရှိမရှိပြန်စစ်ဆေးဖို့တည်တယ်လို့ဆိုပါရယ်ပြည်တွင်းမှာရရှိတဲ့လောက်ခါနဲ့မြင့်တက်လာတဲ့ကုန်စည်နှုန်းကမကာမိတာကြောင့်စေုံတချို့မှာလောက်ခတွန်းမြင့်ပေးဖို့ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပြီးအလုသမားတွေဆန္ဒအတိုင်းတိုးပေးတဲ့စေုံတွေရှိသလို့ တိုးပေးဖို့ညှင်းဆန်တဲ့စိတ်ယုံတွေလည်းရှိခဲ့တယ်လို့အလုပ်သမားတွေစီကသိရတာပဲဖြစ်ပါတယ်ခင်ဗျာ။